2022ခုနှစ်ချန်မရီချန်ပီယံချက်ကြီးသွင်းရဲ့ပိုးတဲ့ကစားသမား12ဦးဘယ်ရောက်သွားကြပြီလဲအားလုံးပဲပင်လာပါ2022ခုနှစ်မေလမှာနီးပြလက်ဘက်ကိုထုတ်ပဲ့ပြီးဂျာမန်လူမျိုးတော်မဲ့သူချေကိုနီးပြချုပ်အဖြစ်ခန့်ခဲ့တဲ့ချက်ကြီးအတင်းကမထင်မှတ်ပဲဥယျာဘောလုံးလောကရဲ့အထုထိတ်ကိုရောက်ရှိခဲ့ပါလေဒါပေမဲ့လေးတဲ့အကြာ2025ခုနှစ်ကိုရောက်တဲ့အခါရေကလာကချန်မရီချန်ပီယံအသင်းသားတွေကအသင်းကလေ အကြောင်းပတ်ချက်အပြုပြုနဲ့ထောက်ခွာသွားခဲ့ကြပြီးအတင်းကပြုကွဲသွားခဲ့ပါလေပတ်ခွာရူရာရဲ့မက်ဆီအတင်းကိုအနိုင်ယူကာတမန်ဝင်ချယ်ရီဖလောက်ကိုရောက်ယူနိုင်ခဲ့တဲ့ဘလူဘွဲရဲ့ပေါ်ထွက်ကစားသမား12ဦးအနက်ဒူးရက်သာစတမ်ဘိုပြည်မှာကျင်းပခဲ့ပါတော့တယ်ဒီနေ့မှာတော့2021ခုနှစ်ချန်ပီယံချန်ပီယံချက်စီအတင်းသားတွေလက်ရှိမှာဘယ်အတင်းတွေမှာ ကစားကြည့်ရတဲ့ဆိုတဲ့အကြောင်းအရာလေးကိုတိစေပေးတော့မှာဖြစ်ပါလေရေစုံရေဒီချမ်းမြေချမ်းမြေချက်စီအတင်းအတွက် အဓိကကြားကြတဲ့နောက်တန်းခန်းစင်းနဲ့ကုသမားတွေကိုကြည့်လိုက်ရအောင်ပါကုသမားနဲ့ခန်းစင်းပါရင်းချင်းကချက်တီရဲ့ကုသမားအဆွာမန်ဒီကချက်တီကိုရောက်ရှိပြီး ပထမဆုံးရာသီမှာပဲဥရောပအောင်မြင်မှုကိုရယူခဲ့တဲ့စင်ဂျူကုသမားဖြစ်ခဲ့ပါတယ်သူကရင်းပြွက်တဲ့ရှောင်းလုံးမှာဇီပွဲမန်ဒီတို့တင်စားခေါ်သူရလောက်အောင်ချန်ပီယံဒီကိုပဲအထိဂိုးပေးရတဲ့စနစ်ကိုတည်နိုင်ခဲ့သူဖြစ်ပါတယ်သို့ဆိုလည်းသူကပါချင်စစ်တော့ဘူလက်ထက်မှာတော့ ခင်မန်မထားရအောင်ကိုလက်ဆက်ကြဆင်းသွားခဲ့ပြီး2023ခုနှစ်မှာတော့ Sorry League က LHT အသင်းကိုထုတ်ပေါ်သွားခဲ့ပါတယ်2023ခုနှစ်မီလာမှာအသက်33နှစ်အရွယ်မန်နီက AFC Champions League Elite Flag ကိုရအောင်နိုင်ခဲ့ကတိုင်ဝမ်ရဲ့အကောင်းဆုံးကုသမအဖြစ်စူးကြီးပြန်ခံခဲ့ရပါတယ်ယင်းတကနီဘတ်ဒူချေက နောက်တန်းဘူဒူ၃ရောက်ပါဝင်တဲ့3-5နှစ်ကစားကွက်လည်းကစားခဲ့တာပါတက်စီကစားနေချိန်မှာသူချေအသင်းက3-5နှစ်ပုံစံဖြစ်ပြီး ခန်းစည်ကစားနေချိန်မှာတော့ငါတို့နဲ့ပုံတော်ကူကူပြောက်ခဲ့ပါတယ်။အရင်ဆုံးဒေါက်တာအတူတူ၃ယောက်ကမစ္စတာချန်နီလိုတင်စားခေါ်သူကိုကြားတဲ့စီဇာအပီကူတာအကြောင်းကိုပြောပြပေးခြင်းပါတယ်။သူကချက်စီအတွက်စုစုပေါင်း၁၁ရာသီမှာငါရှိပွဲပေါဝင်ကစားပေးခဲ့တဲ့ချက်စီရဲ့ဂန်ရီကရာမာဆေးဝင်ခဲ့သူပါ။သူက၂၀၂၃လမှာတော့စပေကိုပြန်ကအစ်ဂျီကိုမထွက်တဲ့တက်ကိုပြောင်းရွှေ့ခဲ့ပါလေ။ဆီမွန်းရဲ့အသေးမှာတော့သူကပထမရာသီမှာပုံမှန်ကစားပွဲရခဲ့ပေမဲ့ ဒုတိယရာသီပါတော့ကစားကြီးနေပါလာတာကြောင့်2025ခုနှစ်မှာတော့အီတီကိုမက်ထရစ်တက်လောက်ခဲ့ပြီးအသက်36နှစ်အရွယ်မှာ စီဗီရာအသင်းနဲ့စာရုံးသီးချုပ်ဆိုခဲ့ပါတယ်။ရင်းနှီးကအသင်းရဲ့ဒေါ်လာခန်းစစ်ကိုအဓိကဦးဆောင်ခဲ့သူကအသက်ရွယ်ကိုစိတ်ခေါ်က PSG ရဲ့စိုးပြမှုပါကြောင်တက်တည်ပြခဲ့တဲ့ဘရာဒီသာတီယာဂိုဆီဗာဖြစ်ပါတယ်။သူကချန်ပီယံဘူဆွဲပြည့်နောက်နောက်တဲ့3နှစ်တိတိအကောင်းဆုံးပုံစံနဲ့ချက်စီမှာဆက်လက်ကစားနိုင်ခဲ့ပြီး 2024ခုနှစ်လူရည်စီအထိချက်ကြီးမှရှိနေခဲ့ပါတယ်။အသက်39နှစ်မှာချက်ကြီးကထွက်ပြီးသူ့ရဲ့ငယ်ဘဝကလပ်ဖြစ်တဲ့ဘရာဇီးတန်ကန်ဖလိုမနစ်အသင်းနဲ့ကိုပြန်ပြောင်းသွားခဲ့ပါတယ်။သူရောက်ပြီးနောက်အသင်းရဲ့ခန်းချက်ကိုတည်ကြည်စေခဲ့ကအခုအသက်40နှစ်အရွယ်အထိဖလိုမနစ်အသင်းရဲ့ကပ္ပိအဖြစ်ဆက်လက်ရှိနေတဲ့ဖြစ်ပြီးဘောလုံးမြခင်စင်းထပ်မှပြီးလွားနေစေပါ။ရင်းချင်းကချက်စီဖိုခန်းစီရဲ့ဘက်ဘက်မှာ အမားကြောဆုံးချက်ချခဲ့သူကတော့ပေးတဲ့အချစ်တော်ဂျာမန်ခန်စီဘူးအန်တိုနီရူဒီကာဖြစ်ပါတယ်။သူကချက်စီတဲ့2022ခုနှစ်မှာစာချုပ်ကိုဆိုးပေးတော့ရွေးပတ်တဲ့အတင်းထံကိုအလိုပြောင်းယူခြင်းထွက်ခွာသွားခဲ့ပါတယ်။အခုအသက်30နှစ်အထိသူကရွေးပတ်တဲ့အသေးရဲ့အဓိကခန်စီဘူးပြည်ဆက်လက်ရှိနေပြီး2024မှာတော့ရွေးတဲ့နောက်တဲ့ချန်ပီယံဘရာတလုံးကိုပါရောက်နေခဲ့ပါသေးတယ်။ရင်းကလာကချက်စီတဲ့ကစားဟန်က သုံးလေးတိတိပုံစံဖြစ်လာကြောင်းဖူဖတ်တို့တည်ကြတဲ့နောက်ကန်အစလူတွေကိုကိုယ်လူစင်းတဲ့ကိုထည့်သွင်းရမှာဖြစ်ပါတယ်။ကိုယ်လည်းရဲ့ဂျာဘတ်တော်ဝင်မှာတော့လက်ရှိဒံရဆိုးရဲ့ရေဆိုင်နေရတဲ့ချစီအကဲထူးရဲ့ကစားသမားဝီဂျေးရှိနေပါတယ်။သူက2023ခုနှစ်မှာ ချစီတည်းရဲ့ကပရင်ဖြစ်လာခဲ့ပြီးချစီရဲ့အနာဂတ်အဖြစ်လဲသတ်မှတ်ရခံခဲ့ရပါတယ်။သူက2023ခုနှစ်ကချန်ပီယံလိဘပိုးဆွဲခဲ့တဲ့ဝတ်ထွက်ကစားသမား17ဦးနဲ့ ချက်သီးသီးမှာအချက်ရှိနေခဲ့တဲ့သူတို့သောကစားသမားလည်းဖြစ်ပါပဲ။သို့တော်လည်းဒဟပစ္စရာများသောကြောင့်သူ့ရဲ့ကစားခြင်းကယခုနှစ်နောက်ပိုင်းမှာတိတိသာသာကိုနှဲပါနေခဲ့ပါလေ။လက်ရှိမှာတော့သူကချက်သီးရဲ့ဘိုးကစင်တဲ့အထိပါဝင်ကစားနေခဲ့ပြီးသူ့ရဲ့အကောင်းဆုံးပုံစံကိုကြားသလျက်ရှိနေပါလေ။ဘယ်တော့မှကစားသမားအဖြစ်အကောင်းဆုံးအသုံးတော်ခံခဲ့သူက လက်စာသင်ကနေရောက်ရှိလာခဲ့တဲ့အင်္ဂလန်သားဖန်ချီဝဲဖြစ်ပါလေ။သူက2023ခုနှစ်မှာချက်စီနဲ့ စာရုပ်တွေထုတ်ထုတ်နိုင်ခဲ့ပေမဲ့မန်နေဂျာအဇိုမာရစကားရဲ့လက်ထက်မှာတော့အသေးရဲ့အစီအစဉ်ကနေလုံးဝဖိလ်တာကိုခံခဲ့ရပါတယ်။2025ခုနှစ်စက်တင်ဘာလမှာတော့ချက်တီကသူ့ကိုအတင်းပါရှင်ကော့ဘလီပိုင်ဆိုင်နဲ့ပြည်စမာရှိတဲ့ချက်စီရဲ့ညီမကလပ်လိုတည်ကြတဲ့စတက်ဖို့အတင်းထံကို ရောင်းချခြင်းခံခဲ့ရပါတယ်။ကွင်းလရဲ့ဘူမှာတော့ဒရက်ကလေးလူနာမည်ပေါ်ရထားတဲ့ပြည်သူသားအန်ကာရိုကတ်ရှိနေပါတယ်။ကမ္ဘာဖလားပရီးမီးယားလိနဲ့ ချယ်ဘီဖလားရောက်နိုင်ခဲ့တဲ့ပြင်သားကဒန်ယယ်များနဲ့ရုတ်ခဲ့ရပြီးနောက်2023ခုနှစ်မှာ Sorry Arabia က AEZ အသစ်ကိုပြောင်းရွှေ့ကဘရုံးဘွားဘွားကိုချက်တင်နေပါတယ်2023ခုနှစ်မှာစသီးသေးချန်ပီယံလိမာပူဆွဲရာမှာအရေးပါတဲ့ကွန်းနဲ့ကစားသမားသူကတော့အီတလီသားဂျော်ဂျီယိုဖြစ်ပါတယ်သူကချက်စီးတဲ့ချန်ပီယံဖျားဖျားကင်ကလေးကအီတလီအသင်းရဲ့ယူချန်ပီယံဖြစ်ခဲ့တာကြောင့်2023ခုနှစ် ရှူဘုံလုံးစုအတွက်တတိယများကိုရောင်းခဲ့ပါတယ်။နောက်ဘက်မှာတော့ဂျော်ဂျီယိုကဒီပြတတိယကစားကုန်းနဲ့မကတ်ညီရာကြောင့်2023ဇန်နဝါရီလမှာအာဆင်နယ်အသင်းထံကိုရောက်ရလာခံခဲ့ရပါတယ်။အာဆင်နယ်မှာနေရာဒီကစားပြည့်နောက်2025ခုနှစ်နူရာဒီပါတော့ဘရာဒီကလပ်ဖလာမင်ကိုအစ်ကိုပျောက်ကြည့်ကဂျော်ဂျီယိုတယောက်ဥယျာဘောလုံးရဲ့ဝန်းကလေးစုခွာသွားခဲ့ပါတယ်။တူရှဲကစားကွက်မှာနောက်ဆက်တက်စီမှုအဖြစ် နံပါတ်1ရူမကစားခဲ့သူက မစ္စမောက်ပါ သူကချက်စီအကယ်ဒမီကပေါ်ထွက်လာတဲ့ကစားသမားဖြစ်ပြီး2023ခုနှစ်မှာအတင်းနဲ့စာဒီချိုးဆိုမှုညီနိုင်မှုတွေအစီအပြေတဲ့အပြင်ဒဏ်ရာပြဿနာတွေကြောင့်ပေါင်55သန်းနဲ့မယ်ဝင်သွေးရဲ့ဝယ်ယူမှုကိုချက်စီဘက်ကလက်ခံခဲ့ပါတယ်မယ်ဝင်သွေးပါတဲ့သူ့ရဲ့ဒဏ်ရာ ပြဿနာတွေကဒဏ်ရာထူးကြီးမရှိသေးတဲ့အပြင်မယ်ဝင်သွေးရဲ့အတင်းလိုက်ဆွဲဆောင်ရေးဆိုးတွေကြောင့် မောင်ရဲ့ထိတဲ့ကစားသောဖွားကလက်ရှိမှာတော့ကံမကောင်းအကြောင်းမလားဖြစ်နေစေပါသူကအသက်26နှစ်မှာကစားသမားဘဝရဲ့ထိုးထိပ်ကိုရောက်တဲ့ကစားသမားတူဖြစ်ပေမဲ့ဆိုးရွားတဲ့ဒဏ်ရာပြဿနာတွေထဲမှာပဲနှိမ့်ညွန်နေခြင်းကစိတ်မုန်းစရာအခြေအနေဖြစ်ပါတယ်။ဆက်ကြီးရဲ့နောက်ထပ်တက်စစ်ကိုယ်နဲ့မပါဝင်ခဲ့သူကဂျာမန်သားကန်ဟာပဲဖြစ်ပါတယ်။မက်ဆီနဲ့နောက်ဆုံးချမ်ပီယံပူတူပွဲအနိုင်ကိုသူပြီးခဲ့တဲ့ဂျာမန်သားက2023ခုနှစ်မှာတော့ ပေါင်း65သန်းနဲ့အာဆင်နယ်တက်တက်ကိုပျောက်ရွှေ့ခဲ့ပါတယ်။လက်ရှိမှာသူက အာဆင်နယ်ရဲ့အရန်တိုက်စစ်မှုအဖြစ်ကစားနေပြီးယခင်ကချက်စီးမမရရှိခဲ့တဲ့တည်ငြိမ်မှုတွေကိုလည်းရရှိနေပါတယ်။2022ခုနှစ်ချန်ပီယံချန်ပီယံချက်စီးတင်းရဲ့အဓိကတက်စစ်မှုမှာပါဝင်ခဲ့သူကဂျာမန်သားတီမိုဘာနာဖြစ်ပါတယ်။ဘာနာကရေချေကသူ့ရဲ့ကစားကွက်မှာ အတုပ်ကိုအစီအပြေခဲ့သူလို့ဆိုနိုင်ပေမဲ့သူ့ရဲ့ချက်စီးကစားသမားဘွားကဂိုးပေါက်လွှဲချွတ်မှုများကြောင့်သာ တူတူပြောင်းခဲ့ပါတယ်။သူကချက်သီးကျွက်ကစားပေးခဲ့တဲ့89ဘွဲမှာ23သုံးသာပြုနိုင်ခဲ့ပြီး2022ခုနှစ်မှာတော့ဝယ်ယူခဲ့တဲ့တန်ဖိုးရဲ့တဝက်စည်းနဲ့အသေးရောအလားစစ်ကိုရောင်းချတာကိုခံခဲ့ရပါတယ်။သူကခြေဆွဲကုန်းလေးပိုင်ဆိုင်ခဲ့တဲ့အလားစစ်ကိုပြန်လာခဲ့ပေမဲ့ပုံသဏ္ဍာန်ဖျားရှိခဲ့ပဲနဲ့2024မှာစပါးလေးကိုအခါလာရောက်ကစားခဲ့ပါသေးတယ်။လက်ရှိမှာတော့ကစားသမားဘဝရဲ့ အကောင်းဆုံးအချင်းကိုပိုက်ဆိုင်နေရမယ်အသက်29ကျော်ဘာသာကအလက်စစ်အသင်းမှာပဲရကစားသမားဘဝနဲ့ရုပ်ကံနေရဆဲပါရင်းချင်းကခြေသေးသေးရဲ့အောင်မဲ့ဖို့ဒီကနေ့ကဖန်ပြီးပေးခဲ့သူကဒီပြချုပ်တော့မဲ့သူရှယ်ဖြစ်ပါလေသူချက်ကချန်ပလီအောင်ဝဲရပြီးနောက်ဆစ်ချလအကြာမှာပဲရလူကတွေထုတ်ပဲခံခဲ့ရပါတယ်သူကခြေစည်းမထွက်ခွာပြီးနောက်ဘန်မီအသင်းမှာခဏတာအောင်မြင်ခဲ့ပြီးနောက်ယခုခါမှာတော့ အင်္ဂလန်အမျိုးသားဘောလုံးအသင်းရဲ့မန်နေဂျာဖြစ်နေပါပြီ။သူ့ရဲ့နောက်ထပ်စေခေါ်မှုကအင်္ဂလန်အသင်းကို2026ခုနှစ်ဖိဘာကပဖလားကိုစကူရအောင်ပြဖို့ဖြစ်ပါလေ။ချမ်ပီဖလားကိုရအောင်ပြီးတဲ့နောက်ဒီတိကြမှာရူစီချင်းတူဦးသာစနေသေးမှာကြာရစ်ခဲ့တာပါ။ခေတ်သစ်ဘုံလောကကဘလော့တော်လှည့်မြသွားပြောင်းလဲနေတဲ့ဆိုတာကိုချသေးသေးရဲ့အခြေအနေကခြေချသွားပြသနေပါလေ။ဘလုံးကကပတက်ချာအဂဒါဖိလာပြင်းနဲ့အတူ ။ငွေကြီးဆက်ရကိန်းရန်တွေကစစ်စစ်သောအမျိုးလမ်းကြောင်းကိုမဖြစ်ဖြစ်ရယူဖို့လိုအပ်နေတာကိုပြသနေကြဖြစ်ပါလေ။လန်ဒန်ရဲ့တသင်းသေးသောချန်ပလီအမျိုးရခဲ့တဲ့အသင်းတော်အနာဂတ်အတွက် အာမခကြက်မပေးတိုင်တော့တာကိုချက်သေးသေးအဖြစ်ကစီးတင်းစာမြင်နိုင်ပါလေ။